မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကြောက်ဖြူတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်40နီးပါးလက်လက်ချအလင်းဝင်လာကစစ်တပ်ကတေဆုံးမှုများပြားနေပါတယ်။အစ္စရေးအီရန်နှစ်နိုင်ငံစစ်ပွဲကြောင့်အစ္စရေးရောက်မြန်မာစိုက်ပျိုးရေးတင်းနှံသောလက်သမားတွေပါစစ်ဘေးကြုံနေရတဲ့တွင်ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အရခတက်တော် AA ရဲ့ထိုးစစ်ကြောင်းတရုတ်စီမံကိန်းတီရှိရာရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီဘက်ကယာနဲ့ချီတေဆုံးမှုတွေရှိနေတယ်လို့စစ်ရေးသတင်းမြစ်တွေကရခုံခေတ်မီဒီယာကိုပြောပါရယ်ဇွန်လ14ရက်နေ့ထိစစ်ကောင်စီဘက်ကလက်လက်ချအလင်းဝင်ရောက်လာသူ40နီးပါးရှိနေပြီး တိုက်ပွဲတွင်းမှာစစ်ကောင်စီဘက်ကတရားနီးပါတေဆုံးမှုတွေရှိနေရလို့လဲကြောက်ဖြူစစ်ရေးသတင်းမြေတွေကပြောပါတယ်အဲလိုလက်လက်ချအလင်းဝင်ရောက်လာသူတွေထဲမှာဗိုလ်မှူးအဆင့်ထိပါနေပြီးအလင်းဝင်ရောက်လာသူနဲ့ဖမ်းဆီးရမိသူတွေထဲမှာလည်းစစ်မှုထမ်းလူငယ်တွေများနေရလို့လဲကြောက်ဖြူစစ်ရေးသတင်းမြေကပြောပါတယ်ကြောက်ဖြူအမှတ်30နှစ်ရက်တရင်ကို ဇုံကစမ်းပိုင်းကနေစတင်ကအာရခတက်တော်အေကထိုးစစ်စစ်တက်ခိုက်နေတာဖြစ်ပြီးလက်ရှိချိန်ဒီအဲ့ဒီရဲတရင်ကိုအေကလက်လက်ကြီးတွေနဲ့ထိုးစစ်စစ်တက်ခိုက်မှုတွေလှုပ်ဆောင်နေစေဖြစ်တယ်လို့လည်းသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။အဲလိုအာရခတက်တော်အေကထိုးစစ်စစ်တက်ခိုက်မှုကြောင့်အမှတ်32ရဲတရင်ကအချုပ်ခံခမ်းမဆောင် နားနေဆောင်စေပေကန်းနဲ့စစ်ကောင်စီမိသားစုတွေနေထိုင်ရအဆောင်တွေနားကိုကြောက်ရောက်ပောက်ကွဲကာ ပျက်စီးမှုတွေရှိနေရလို့လည်းသတင်းမြစ်ကပြောပါရယ်လက်ရှိမှာတော့ကြောက်ဖြူမှုအနေမှာစစ်ကောင်စီတက်တဲ့အရခတက်ကြားမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီရဲ့စစ်စခန်း၃ခုထက်မနည်းကိုလည်းသိမ်းပိုက်ရရှိထားကနောက်ဆုံးရရှိထားတဲ့သတင်းတွေကစစ်ကောင်စီဘက်ကတည်ရင်အလိုက်လင်းဝင်ရောက်မှုတွေရှိနေရလို့လည်းသိရပါရယ်ရှင်ဒီတခါမှာတော့ အစ္စရေးအီရန်နှစ်နိုင်ငံအကြားမှာဖြစ်ပွားနေတဲ့ပြစ်ခတ်မှုစစ်ပွဲကြောင့်အစ္စရေးရောက်မြန်မာစိုက်ပျိုးရေးတင်းနန်းသားလူ့သမားတွေပါစစ်ဘေးကြုံဒုက္ခရောက်နေကြပြီးမြန်မာနိုင်ငံကိုပြန်ဖို့လည်းမလွယ်ကူဘူးလို့အစ္စရေးရောက်မြန်မာလူ့သမားအချို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဇွန်လ17ရက်နေ့မှာအစ္စရေးကအီရန်ရဲ့နျူကလ িয়ার လက်နက်ရရှိဖို့စ조사နေတဲ့ပုံမှာတားဆီးရဲ့အနေနဲ့ဒုံးကျည်တွေနဲ့အီရန်ကိုစတင်တိုက်ခိုက်ခဲ့တာပါအဲဒီတိုက်ခိုက်မှုတွင် အီရန်စစ်တပ်ရဲ့အစ်စ်မြင့်ဗိုလ်ချုပ်ကြီးအ ਨੇ ဆုံး၃ဦးနဲ့ညူကလီးယားသိပ္ပံပညာရှင်၆ဦးဟာတေဆုံးခဲ့ရတယ်လို့လည်းနိုင်ငံကသတင်းတွေမှာဖော်ပြချက်အရသိရှိရပါတယ်။အဲဒီနောက်အီရန်ကလည်းအစ္စရေးကိုဒုံးကျည်ယာပေါင်းများစွာနဲ့ပြန်လည်ပစ်ခတ်ခဲ့ပြီးဒီကနေ့ဇွန်လ၁၆နေ့ထိအပြန်အလှန်ပစ်ခတ်မှုတွေနဲ့စစ်ရေးအခြေအနေတွေတင်းမာနေစေဖြစ်ပါတယ်။အဲ့ဒီအခြေအနေမှာအစ္စရေးအလို့ရှင်ကတော့အိမ်မှာပဲနေဖို့နဲ့စားနပ်ရိက္ခာရေး ဆေးဝါးတွေကိုစုထားဖို့အရန်စစ်ပြင်းထန်လာရင်လေဘုံခိုကျင်းတွေကိုတွားရဖို့အတွက်အသိပေးထားတယ်လို့လည်းအစ္စရေးရောမြန်မာစိုက်ပျိုးရေးတင်နန်းသားလူထမားတို့ကပြောပါရယ်လက်ရှိမှာတော့ကိုယ်နိုင်ငံကို ပြန်လို့ရရင်တော့ စစ်ဘေးကကြုံမာဖြစ်တယ်လို့အစ္စရေးမှာလည်းစစ်ဘေးကမလွတ်နောက်နေတာကြောင့်ဒီလိုပဲစောင့်ကြည့်ရမယ်လို့လည်းသူကစပြောပါဗါးအစ္စရေးနိုင်ငံကစိုက်ပျိုးရေးတင်းနှံကြောင်းတွေမှာထိုင်းမြန်မာအပါအဝင်အာရှနိုင်ငံတွေကအလို့သမားတင်းနှံသွားတွေတက်ရောက်ကြပြီးစိုက်ပျိုးရေးခြံတွေမှာတော့အလုံးလုတ်ကင်ကြရတာဖြစ်ပါတယ်မြန်မာစိုက်ပျိုးရေးတင်းနှံသားတွေဟာအစ်ရနာတိမ့်မှုမတိုင်ခင်ကတည်းကဣသရေလနိုင်ငံမှာရောက်ရှိအလုပ်လုပ်ကြနေကြတာဖြစ်တယ်လို့လဲဣသရေလမြန်မာလူသမားကပြောပါရယ်။အ အစ္စရေးနိုင်ငံမှာအရေးပေါ်အခြေအနေကြေညာထားတဲ့အတွက်ဘယ်အချိန်ကာလထိစစ်ပွဲပြင်းထန်မှာကိုမသိရှိသလိုစစ်ပွဲကာလကြာရှည်လာရင်လည်းမြန်မာစိုက်ပျိုးရေးသဏ္ဍာန်သားအများစုဟာအခက်အခဲတွေကြုံလာနိုင်တယ်လို့လည်းအစ္စရေးရောမြန်မာအလို့သမားတွေကပြောပါရရှင်ဒီတစ်ခါမှာတော့ လူတို့ခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ဖြင့်ပန်းတပိတ်နဲ့အင်ဂျီပြလှုပ်ရှားမှုနှစ်ခုမှာပြည်သူတွေပါဝင်ပေးကြဖို့အတွက်အထွေထွေတပိတ်ပေါင်းဆက်ညှိနှိုင်းအင်အားစု GSCB ကနှိုးဆော်ကြေညာလိုက်ပါတယ်။လာမယ့်ဇွန်လ16ရက်နေ့မှာကြာရောက်မယ်။လူတို့ခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုဂုံပြုကြိုဆိုတဲ့အထိမ်းအမှတ်ဖြင့်မွေးနေ့ရှင်တဲ့တကွာအာဓမဖန်စီခံထားတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချွင်းချက်မရှိအ мян ဆုံးလွတ်မြောက်ရေးစေအုပ်စုဖန်တီးနေတဲ့အတုရောင်အတရားမဝင်ရေကောက်ပွဲကိုတပိတ်မှောက်တဲ့အနေနဲ့လူထုလှုပ်ရှားမှုကြီးနှစ်ခုကိုဆွံ့နှဲကြဖို့အတွက်တိုက်တွန်းနှိုးဆော်လိုကြောင်းကြေညာထားပါတယ်ပထမလှုပ်ရှားမှုမှာလူထုခေါင်းဆောင်ဒေါန်ဆန်းစုကြည်ရဲ့မွေးနေ့နဲ့တွဲမြင်ပြီးသားဖြစ်တဲ့ပန်းတပိတ်လှုပ်ရှားမှုဖြစ်ပြီးနှင်းစီနီအပါဝင်လလန်းမီယာပန်းတွေကိုဖျားတင်တာ စံကေတာမှာအမျက်တနိုးပန်ဆင်ကြတာအလပန်းဝိုးထိုးတာအပြဲလန်ပန်းလက်ဆောင်ပေးကြတာတွေ online ပေါ်တင်ကြတာတွေမြေပြင်မှာလဲတန်းတပိတ်လူလူလှူရှားမှုတွေကို လုံခြုံရေးအသည့်လုံခြုံရေးတတိနဲ့အပြည့်နဲ့ပေါ်ဆောင်ကြဖို့ကိုလဲ GSCB ကနှိုးဆော်ကြေညာထားပါတယ်ဒုတိယလှူရှားမှုအဖြစ် အင်ဂျီပြလှုပ်ရှားမှုဘလူးရှာကမ်ပိန်းဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးတွေရည်ရွယ်ပြီးအင်ဂျီအပြာပစိုးပြာဘောင်းမီအပြာအုတ်ထုတ်အပြာအစရှိတဲ့အပြာရောင်အဝတ်အစားအသုံးစာတွေကိုဝတ်ဆင်အသုံးပြုပါဝင်ကြဖို့ဖြစ်တယ်လို့လည်းသိရပါဗျ။ပန်းတပိတ်လှုပ်ရှားမှုနဲ့အင်ဂျီပြလှုပ်ရှားမှုရှိရတာကမ်ပိန်းကိုဇွန်လ14ရက်နေ့ကနေ21ရက်နေ့ထိမိမိအဆင်ပြေတဲ့ရက်တရက်မှာဖြစ်စေ နေ့စဉ်ဖြစ်စေအစဉ်ပြေတဲ့ပုံစံနဲ့ပါဝင်နိုင်တယ်လို့လည်းသိရပါဗါးအဲ့လိုပါဝင်ရမှာလဲပါဝင်သူရဲ့လုံခြုံရေးဟာအဓိကဖြစ်ပြီးကိုဘေးမဖြစ်အောင်အလျင်မရှိအောင်လူမှုကွန်ရက်ပေါ်တင်ရင်လဲ ကိုယ့်ကိုပြန်ပြီးဒုက္ခမဖြစ်အောင်ပါဝင်ကြဖို့ကိုလည်းတိုက်တွန်းထားပါဗါတော်လန်စိတ်နဲ့အစဉ်ပြေတဲ့ပုံစံနဲ့ပါဝင်ကြပါအထူးသဖြင့်တော့ပြည်တွင်းမှာရှိနေတဲ့ပြည်သူတွေအနေနဲ့စစ်တဲ့ရဲတဲ့တရင်ပြည်တွေကမိမိကိုဒုက္ခမပေးနိုင်အောင်လုံခြုံရေးဦးစားပေးစီစဉ်ပြီးလှုပ်ဆောင်ကြပါလို့လည်းတိုက်တွန်းကြောင်းပြည်တွင်းကမြို့ပြတော်လန်တပိတ်အဖွဲ့ဝင်တို့ကရန်ကုန်ခေတ္တရဲနာငယ်တစ်ဆင့်အကြံပြုတိုက်တွန်းထားပါရရှင် ဒီတစ်ခါမှာတော့မက်လာ28ရဲ့နေမှာလှုပ်ခတ်ခဲ့တဲ့ငလင်လန်ကြောင့်မြန်မာနိုင်ငံရဲ့အခုဘဏ္ဍာရေးနှစ် GDP ဟာ1.5ရာခိုင်နှုန်းအထိကျဆင်းသွားမယ်လို့လဲကမ္ဘာ့ဘဏ်ကခန့်မှန်းထုတ်ပြန်ပြောဆိုလိုက်ပါတယ်မြန်မာစီးပွားရေးဟာ အခု2025-2026ဘဏ္ဍာရေးနှစ်မှာ နှစ်တသမ5ရာခိုင်နှုန်းကျဆင်းသွားမှာဖြစ်ပြီးအရင်ခန့်မှန်းထားတဲ့စီးပွားရေးအခြေအနေကထဲအမေရိကန်ဒေါ်လာ1ဘီလီယံရော့ကျသွားမယ်လို့လည်းကမ္ဘာ့ဘဏ်ကဆိုထားပါဗျ။စက်မှုလုံမှုကုန်ထုတ်ကဏ္ဍအားလုံးကစက်ရုံတွေပိတ်တာ ထောက်ပံ့ရေးခွင့်ဆက်ပြတ်တောက်တာလုတ်သားရှားပါတာနဲ့အခြေခံအဆောက်အုံတွေပျက်စီးတာတို့ကြောင့်ရက်တန်သွားတယ်လို့လည်းကမ္ဘာပံရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မတ်လ28ရက်နေ့ငလင်လန်ကြောင့်မြန်မာစီးပွားရေး GDP ရဲ့14ရာခိုင်နှုန်းနဲ့ညီမျှတယ်။ခန့်မှန်းချေဒေါ်လာ17ဘီလီယံခန့်ပျက်စီးခဲ့ပြီးနေပြည်တော်နဲ့မန္တလေးတို့ဟာငလင်တန်အများဆုံးနဲ့အဆိုးဆုံးခံခဲ့ရတယ်လို့လည်းကမ္ဘာပံကဆိုထားပါတယ်။မြန်မာနိုင်ငံမှာပဋိပက္ခတွေကြောင့်စီးပွားရေးအခြေအနေဟာဆိုး ွားနေပြီး2025ခုနှစ်ဧပြီလအထိငွေကြေးဖောင်းပွမှုမှာ34.1%ရကိုင်းတော့ရှိသလိုနိုင်ငံအတွင်းလူ3သန်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်နေကြတာက2024ခုနှစ်ရဲ့ဆင်းရဲမွဲတေမှုနှုန်းမှာ30ရကိုင်းတော့ကျော်ရှိနေတယ်လို့လည်းကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါတယ်ရှင်။ ဆက်လက်ပြီးတော့အကျန်းဖက်စစ်ကောင်စီကတန်ဃာတော်တွေကိုလိုက်စင်မဲ့ရင်တွေစီနင်းခွင့်ပြုပြီးအဲ့ဒီနောက်ပိုင်းမှာပြူစောတိပြည်သူစေစစ်တပ်နဲ့ရဲတွေအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းတွေကိုထောက်ခံချက်နဲ့လိုက်စင်မဲ့ရင်တွေကိုပြန်လည်စီနင်းခွင့်ပြုလိုက်တယ်လို့စုံစမ်းသိရှိရပါတယ် ဇွန်လ10ရက်နေ့ကနေစတင်ကတနိုင်ငံလုံးမှာပြည်သူတွေစီးနင်းနေတဲ့လိုင်စင်မဲ့ကားနယ်ဆိုင်ငယ်တွေကိုစစ်ကောင်စီကစီမံချက်နဲ့ဖမ်းဆီးခဲ့ပြီးမဲ့လဲဇွန်လ4ရက်နေ့မှာတန်ကားတွေနဲ့ဖုံးကြီးချောင်းတွေအတွက်အသုံးပြုနေတဲ့ RLG အမှတ်တရစိတ်တက်လိုင်စင်မဲ့ကားတွေကို မြို့နယ်တန်ခနိုင်ကအဖွဲ့ရဲ့ထောက်ခံချက်နဲ့မင်းအောင်လိုင်းကပြန်လည်စီလင်းခွင့်ပြုလိုက်တာလည်းဖြစ်ပါတယ်။အဲနောက်ဇွန်လ12ရက်နေ့ကနေစတင်ကပြူစောတိပြည်သူစစ်တပ်နဲ့ရဲတွေအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းတွေကိုဌာနဆိုင်ရာဌာနနဲ့လုံခြုံရေးတာဝန်ရှိသူတွေရဲ့ထောက်ခံချက်နဲ့လိုင်စင်မဲ့ဆိုင်ကနဲ့ကားတွေကိုပြန်လည်စီလင်းခွင့်ပြုခဲ့တာဖြစ်တာပဲဖြစ်ပါတယ်။အဲလိုပြန်လည်ခွင့်ပြုတာဟာအဓိကအားဖြင့်ဆိုင်ကယ်တွေကိုပြန်လည်ခွင့်ပြုနေတာဖြစ်ပြီးအရေး င်ရှင်းရင်းစွဲလိုင်စင်မဲ့ကားနယ်ယာဉ်တွေကိုဌာနဆိုင်ရာလုပ်ငန်းတာဝန်တွေအတွက်ဥစားပေးချွင်းချံအနေနဲ့ပြန်လဲခွင့်ပြုခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါပေမဲ့ပြည်သူတွေကိုတော့လိုင်စင်မဲ့ယင်တဲ့ကားစီးနှင်းမှုတွေကိုဆက်လက်ဖမ်းဆီးနေဆဲဖြစ်ပြီးထောင်ဒဏ်နဲ့ငွေဒဏ်တွေချမှတ်ကာ လိုင်စင်မဲ့ကားနဲ့ယင်တွေကိုလည်းသိမ်းဆဲနေတာလည်းဖြစ်ပါတယ်။အဲလိုမင်းအွန်လိုင်းရဲ့အမိန့်ကြေညာချက်ကြောင့်နိုင်ငံတူအောင်မှာလိုင်စင်မဲ့ကားနဲ့ယင်ဖမ်းဆီးမှုကိုအကြောင်းပြုပြီးစစ်တပ်ရဲအပါအဝင်ဌာနဘောင်းဆောင်ကပြည်သူတွေစီကနေငွေညစ်တောင်းယူမှုတွေအကြီးအကျယ်ဖြစ်ပေါ်နေတယ်လို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်ရွှေသွန်းကျေးရွာကံကြီးကျေးရွာပိန်ရဲကုန်းနယ်ညောင်တော်ကျေးရွာဘက်ကိုစစ်ကောင်စီတပ်က ထိုးစစ်စင်တိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေရလို့တောင်အောင် DNL ကသတင်းထုတ်ပြန်လိုက်ပါတယ်။ဇွန်လ17ရက်နေ့နေ့လယ်7:00မိနစ်20လောက်က နောင်ချုံမြို့နယ်ရွှေသွန်းကျွော်မှာစစ်ကောင်စီတပ်နဲ့တောင်အောင်တပ်မတော် DNL တို့ကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အလားတူပိန်ရွယ်ကုန်းနယ်ညောင်တော်ကျွော်ဘက်မှာလည်းစစ်ကောင်စီတပ်နဲ့တောင်အောင်တပ်မတော် DNL တို့ကြားမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်ကလက်နက်ကြီး40တလုံးနဲ့ drone ဘောခုနှစ်လုံးတို့ကိုပစ်ကိုတိုက်ခိုက်ခဲ့တယ်လို့လည်း DNL ကသတင်းထုတ်ပြန်ထားပါတယ်။ဇွန်လ12ရက်နေ့ကလည်းကန်ကြီးကျွရဘက်မှာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်တပ်ကလက်နက်ကြီး90လုံးနဲ့ drone ဘော15လုံးတို့ကိုပစ်ကိုတိုက်ခိုက်ခဲ့လို့လည်းသိရပါတယ်။မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘက်ကငလင်တန်တဲ့ပြည်သူတွေနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နေတဲ့အတွက် တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာထိုးစစ်ဆင်မှုတွေကိုပြုလုပ်မှာမဟုတ်ဘဲတစ်ဖက်သက်အပြစ်ရဲ့ကာလကိုနောက်ထပ်တစ်လတက်တန်းထထိုးတာစင်မှာစစ်ကောင်စီဘက်ကအခွင့်အကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့်နောင်ချိုမြို့နယ်မှာတိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတာဖြစ်တယ်လို့လည်း TNL ကသတင်းထုတ်ပြန်ထားပါတယ်ရှင်ဟုတ်ကဲ့ပါရှင်။ဒါအားရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။